အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခောင်းပါဒီနေ့မှာကျောင်းမိတ်ဆွေများတို့ငားလာပိုင်းအတွက်တက်တော့ကန်နမိတ်ကြောင့်ကြည့်ပေးမှာဖြစ်ပါတယ်ဘုတ်ထူတာမီတို့ပါအချစ်ရဲ့အိမ်တော်ရေးစီးပွားရေးငွေကြေးအလောက်ကိုင်းစုံလျောင်လေးကြည့်ပေးမယ်ပြီးရင်ကျောင်းရေရာလေးလည်းပေးမယ်ဒီရေရာလောက်ထားမယ်ဆိုရင်ဒီငားလာပိုင်းမှာကျောင်းမိတ်ဆွေများတို့ကံကောင်းခြင်းတွေကုစီကိုရောက်လာမှာဖြစ်ပါတယ်ရေရာဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျောင်းအတူတူလိုက်ကြည့်ကြမယ်ခင်ဗျာ ဒီ၅လပိုင်းမှာဘုရားသားမိအတွက်ကံကောင်းနေလားကံဆိုးနေလားနှခွန်းနဲ့မိရင်ကောင်းအားက90လောက်ရှိပါတယ်သတိထားရမှာက90လောက်ရှိပါတယ်ဘာတွေကကောင်းနေတာလဲဘာတွေသတိထားရမလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်နံပါတ်၁တစ်ချက်နေနဲ့ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကောင်းပါတယ်ငွေတွေမထင်မှတ်တာပဲဝင်လာတာမျိုးဥစ္စာပစ္စည်းတွေစုမိဆောင်မိတာမျိုးတွေဂျုံတွေ့ရမှာဖြစ်ပါတယ်ကောင်းနေတာတခုကလုံးဝမရအောင်ဒီနေ့ငွေကြေးဥစ္စာပစ္စည်းတွေကပြန်လည်ရှာရှိတတ်ပါလေ ။ဒါကြောင့်ငွေကြေးအဥ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်တော့ထိုက်တလောက်လေးဝင်လာတတ်ပါတယ်။ကောင်းတယ်လို့ဆိုရပါမယ်။အထူးကျဆရမှာကမိတ်ဆွေကန်နဲ့ပတ်သက်တာဒီချိန်ဒီကာလမှာဒီ၅လပိုင်းမှာလူယုံလုံးဝလုံးဝမထားသေးပါဘူးခင်ဗျာ။လူယုံကြောင့်ကို့မှာဒုက္ခဖြစ်တတ်ပါတယ်။အခက်အခဲအကျက်တွေရင်ဆိုင်ရတတ်ပါတယ်။တစ္ဆာဖောက်တာလည်းခံရတတ်ပါတယ်။မိတ်ဆွေကံကလည်းဒီအတိုင်းပဲကောင်းသောမိတ်ဆွေတဲ့အကူအညီထောက်ပံ့ကြအောင်အဆင်ပြေအောင်မြင်သွားတာမျိုးတချို့မိတ်ဆွေကြောင့်ကိုယ်မှအခက်အခဲအကျက်တွေနဲ့ရင်ဆိုင်ရတတ်ပါတယ် ဒါကြောင့်ပေါင်တင်ဆက်ဆံနေရမှာအထူးယူဆိုင်ပါလို့ကျွန်တော်ကအကြံတွေးချင်ပါတယ်ခင်ဗျာမိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်အရန်ကောင်းပါတယ်ခင်ဗျာဒီချိန်ဒီကာလမှာကိုနဲ့အဆင်မပြေတဲ့မိသားစုဝင်တွေရှိတယ်ဆိုရင်ပြန်လည်တင့်မြတ်ပြီးတော့အဆင်ပြေသွားတာမျိုးခြံရောက်မဲ့ကိစ္စတွေအိမ်ရောက်မဲ့ကိစ္စတွေအဆင်ပြေတဲ့ကာလတစ်ခုဖြစ်ပါတယ်အိမ်ဝင်လည်းအဆင်ပြေပါတယ်ခြံဝင်လည်းအဆင်ပြေပါတယ်အလွယ်တကူအဆင်ပြေသွားမဲ့ကာလတစ်ခုဖြစ်ပါတယ် အထူးကျူးဆိုင်ရမှာကအိမ်အောင်ရေးနဲ့ပတ်သက်တာဘုရုသားမိနဲ့ဒီ9လပိုင်းမှာကိုကလည်းအိမ်အောင်ရေးကံညက်လို့ကိုရဲ့အိမ်အောင်ဘက်ကလည်းအိမ်အောင်ရေးကံညက်နေတဲ့ကာလကုဖြစ်ပါတယ်။သူကလည်းကိုကိုမကြည့်ချင်းကိုကလည်းသူ့ကိုမကြည့်ချင်းတွေးလိုက်တာနဲ့ဒါတစ်ချက်ချက်နဲ့ဖြစ်နေတဲ့ကာလကုဖြစ်ပါတယ်။ဒါကြောင့်မို့ကျောင်းနေနဲ့အကြံပြုရမယ်ဆိုရင်တော့ဘုရုသားမိနေနဲ့ဒီ9လပိုင်းမှာကိုရဲ့အိမ်အောင်ဘက်ပေါ်မှာစိတ်ဆေးပါတိုင်ကြီးခံပါကိုမှားတာရှိရင်အမြန်ဆုံးတောင်းပန်လိုက်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ဘာမှမဟုတ်တဲ့လူတွေအတွက်ကြောင့်ကိုရဲ့အိမ်အောင်ရေးမှာထိခိုက်တတ်ပါတယ်။ ဘေးစကားတွေနားမထောင်နဲ့နားမယောင်နဲ့ဘေးကလူတွေအထူးလူဆိုင်ပါလို့ကြံပြုချင်ပါတယ်။လူငယ်တွေရမ်းတစ်ချင်တဲ့အခြေအနေပတ်သက်တာအရန်ကောင်းတယ်လို့ဆိုရပါမယ်။အခြေအစင်မပြေတဲ့သူတွေအဆက်တွေပြန့်နေတဲ့သူတွေကိုယ့်ရဲ့ခြေတော်ကိုဥပိ္ပခါပြုတ်သွားတဲ့သူတွေပြန်လဲအဆင်ပြေတာမျိုးတွေကြုံလို့ရတတ်ပါတယ်။အရန်ကြီးတော့မဟုတ်ဘူး။တရားမှာ80လောက်အဆင်ပြေတယ်30လောက်တော့နည်းနည်းစိုးနေတဲ့ဒါလာမျိုးဖြစ်ပါတယ်။ဒါကြောင့်မို့ကြောင့်နေနဲ့ကြံပြုရမရင်တော့ရေတရားကိုဖြစ်အောင်လုပ်ပေးပါဦးကျွန်တော်ကကြံပြုချင်ပါတယ်။ ိန်ဆောင်ရေးကံကလည်းညက်တယ်အခြေအကံကလည်းဒီထက်ကောင်းချင်တယ်ဆိုရင်ကြေရအောင်ပြောင်းလုပ်ပါခင်ဗျာအထူးကြည့်ဆိုင်ရမှာကကို့မှာရန်သူများနေတတ်ပါတယ်အသွင်းရန်သူရောအပြင်းရန်သူရောရှိနေခိုက်တက်ဖြစ်ပါတယ်ဒါကြောင့်မို့ကို့မှာရန်သူများနေတဲ့ကာလတစ်ခုကြောင့်မို့အထူးကြည့်ဆိုင်ပါလို့ကျွန်တော်ကချန်ပြချင်ပါတယ်ကိုဘလောက်ပဲလူတွေကိုမြေတားတာတောင်းဘလောက်ပဲချစ်ချစ်ဘလောက်ပဲကူညီခဲ့ကူညီခဲ့ကိုတခါတော့မကောင်းတဲ့နဲ့ကို့ကိုရန်သူလိုမျိုးဆက်ဆံတတ်ပါတယ်ဒါကြောင့်လူတွေကိုကြည့်ဆိုင်ပါလူတွေကိုမြုံကြည့်ပါနဲ့ လူတွေကိုအသက်နိုင်ဆုံးရှောင်းပါလို့ကျွန်တော်ကကြံပြချင်ပါတယ်မရှိမနေပြောဆိုရမယ့်ကိစ္စတွေရှိရင်ပြောဆိုရမှာပေါ့ဒါကြောင့်လူတလောက်ပဲပြောပါစကားမများပြောပါနဲ့လို့ကျွန်တော်ကကြံပြချင်ပါတယ်ခင်ဗျာကျမရေးနဲ့ပတ်သက်မယ်ဆိုရင် to view site ပါခင်ဗျာကျမရေးတွေရုပ်တရက်ညံ့တော့တတ်ပါတယ်ခုကမကောင်းတော့တာလောကီပညာလေးနဲ့မကောင်းတော့အောင်လန်းအသက်ပညာလေးနဲ့ပြုစားနှောက်ဆက်တတ်ပါတယ်ဒါကြောင့်မဖျားပြားလေးတွေငြင်းအောင်လုပ်ပါလို့ အမြဲလောက်ပါလို့လဲကျွန်တော်တိုက်တွန်းချင်ပါတယ်ခင်ဗျာကိုယ့်ရဲ့ဘာသာလိုက်လေးပေါ့နော်ဒီအနှောက်အယှက်တွေအာမဝင်လာနိုင်အောင်ကာကွယ်တာမျိုးပေါ့နော်သဏ္ဍာန်ကုန်သုံးပါးကိုအမြဲလို့လို့ပွားများနေတာတော့ထုံနေအောင်ကျွတ်တာမျိုးတွေပြုတ်လုပ်ပြီးရင်တော့အရန်ကောင်းပါတယ်ခင်ဗျာဘောရူတာမီနေနဲ့တာမီကန်နဲ့ပတ်သက်မယ်ဆိုရင်ရုပ်ကြားလေးအကျိုးတော်ခန်းစားခွင့်ရှိတယ်သမီးမိန်းကလေးတို့ကြောင့်ကို့မှာ စိတ်ပူပန်ရတာတွေသူတို့ကြောင့်စိတ်ညစ်တာတွေဒါကြုံလို့ရတဲ့ဒီငါးလပိုင်းမှာဘုရုတောင်းပြီးတွေတမီမိန်ကလေးမွေးထားတဲ့ဆိုရင်အထူးကူဆိုင်ပါလို့ကျွန်တော်ကကြံပြချင်ပါတယ်ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်အရန်ကြီးကောင်းတာတော့မဟုတ်ဘူးဆိုပေမဲ့တကယ်ချင်းအပေါင်းအသင်းတွေကြောင့်ကိုယ့်ရဲ့ပညာရေးနှောက်လေးသွားတတ်တယ်ဆရာကောင်းတမားကောင်းကြောင့်ကိုယ့်ရဲ့ပညာရေးတွေအဆင်ပြေသွားတတ်တယ်ဒါကြောင့်မို့တကယ်ချင်းတွေပေါင်းရင်းဆက်ဆံနေရမှာအထူးကူဆိုင်ပါခင်ဗျာ အလုတ်တန်နဲ့ပတ်သက်မယ်ဆိုရင်အရန်ကောင်းနေတယ်ကာလာတစ်ခုတော့မဟုတ်ပါဘူးအလုတ်တစ်စတင်ချင်တဲ့သူတွေအလုတ်တစ်တိုးချဲ့တင်တဲ့သူတွေအလုတ်ပြောင်းချင်တဲ့သူတွေလုံးဝလုံးဝမလုပ်ပါနဲ့လို့ကျွန်တော်အကြံပြုချင်ပါတယ်လက်ရှိလုပ်နေတဲ့အလုတ်ပေါ်မှာလည်းအဆင်မပြေတွေဂျုံလို့ရတတ်ပါတယ်ကိုနဲ့လက်ဝလက်ပေါ်ကန်ဖက်တွေအတွက်ကြောင့်ကိုမှစဉ်းကြီးရတာမျိုးဒီလောက်မှမပြောတာမျိုးပြောင်းဆွေးချင်တာမျိုးတွေသာဖွားဖွားလေးပေါ်လာတတ်ပါတယ်ဒါကြောင့်မို့ဘုဒ္ဓတော်တာပြနေတဲ့ဒီ၅လပိုင်းမှာ ညင်ငိမ်လေးနေပါခင်ဗျာကိုကအရှင်ပြည်နဲ့တင်ပြီးတော့ပြောင်းသွားတဲ့နေရာတွေကအခက်ခဲအကျက်တွေနဲ့ရင်ဆိုင်ရတတ်ပါတဲ့အဲဒါကြောင့်စီးပွားရေးအလောက်ကိုင်းနဲ့ပတ်သက်မယ်ဆိုရင်အညံ့တွေကိုရောက်နေတဲ့ဂါလာတစ်ခုဖြစ်ပါတယ်ကောင်းနေတာတစ်ခုကကန်နဲ့ပတ်သက်တဲ့လုပ်တွေကအကျိုးပေးပါတယ်ကန်ဆန်းကျင်တယ်ဆိုရင်တော့ငါးပါးတဲ့နံပါတ်တွေကိုရွေးချယ်ပြီးတော့ဆမ်းမှာတေချာပေါင်းကန်ကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ကန်ကောင်းနေတဲ့အကြောင်းကအဖြူရောင်ရဲ့အနီရောင်ရဲ့ကန်ကောင်းနဲ့အလိုရှိလိုအသုံးပြုပါလို့ကျွန်တော်က ကျန်ပြချင်ပါလေခင်ဗျာဒီ၅လပိုင်းမှာဗုဒ္ဓသားမိအနေနဲ့ခီဝေးထွက်တာတွေခကြီးထွက်တာတွေလုံးဝလုံးဝမလုပ်သေးပါဘူးခင်ဗျာခီဝေးသွားမယ်ဆိုရင်လည်းအကြောင်းကြောင်းကြောင်းနဲ့ပြည့်စည်တာမျိုးဒါမှမဟုတ်ရင်ရောက်သွားရင်လည်းအခက်အခဲအကျက်တွေနဲ့ရင်ဆိုင်ပြီးမှကြောက်သွားတာမျိုးတွေကျုံတွေ့ရတတ်ပါလေဒါကြောင့်မို့အထူးပြုဆိုင်ပါခင်ဗျာရက်ဝေးမသွားသေးနဲ့ကာလတကူဖြစ်ပါရေရရားလေးကျွန်တော်ပြေးမယ်ဒီရေရရားကိုပြအောင်လုပ်ပြပါခင်ဗျာဒီရေရရားလွတ်လပ်ခြင်းအပြင်ဗုဒ္ဓသာမီတွေဒီငှားလှပိုင်းမှာ ကံကောင်းခြင်းတွေကိုယ့်စီကိုရောက်လာမှာဖြစ်ပါတယ်။ကြေရာအဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ကျောမိတ်ဆွေများတို့ဒီ၅လပိုင်းမှာကံကောင်းမှုတွေကိုယ့်စီကိုရောက်လာအောင်ကျွန်တော်အကောင်းချေရတရားနဲ့အဆိုးချေရတရားနှစ်မျိုးပေးမှာဖြစ်ပါတယ်။အကောင်းချေကမိတ်ဆွေတို့ဒီ၅လပိုင်းမှာကောင်းတဲ့ရာတွေမိတ်ဆွေကိုရောက်ရှိစေဖို့အတွက်ချေခြင်းဖြစ်ပါတယ်။အဆိုးချေရတရားကဒီ၅လပိုင်းမှာမကောင်းတဲ့အဆိုးတွေပါပြောင်အောင်လို့ပါ။ကဲဘယ်လိုချိန်မလဲအသေးစိတ်လေးကျွန်တော်ပြောပြမယ်။ အကောင့်ကြီးရည်ရအတွက်မိတ်ဆွေတို့ကဘဲပြုတ်စီစံကိုဖျောင်းတက်လို့ရမှာဖြစ်ပါတယ်အစိုးကြီးရည်ရအတွက်မိတ်ဆွေတို့ကစပယ်ညွတ်နေရရင်ပိုကောင်းတဲ့စပယ်ခက်တွေပေါ့နော်ဒါလို့အဆင်မပြေဘူးဆိုရင်စပယ်ရွက်နေတဲ့ရပါမယ်စပယ်ရွက်က18ရွက်စပယ်ခက်ဆိုရင်လေဒါ18ခက်ရရင်ပိုကောင်းတယ်ကဲဘယ်လိုချိန်မလဲခြေရမယ့်ချိန်ကတောက်ကြနေမနက်7:00နာရီနေ15မိနစ်ချိန်မှာခြေပါခမတခြားရက်တွေလှုပ်လို့မရဘူးလားမင်းရပါတယ်ဒီနေ့မှလှုပ်မယ်ဆိုမိတ်ဆွေတို့အထူးခြားမှုတွေရောက်မှာဖြစ်ပါတယ် ကဲဘယ်လိုခြေမလဲဆိုတာကိုသိစိတ်လေးကျွန်တော်ပြောပြပါမယ်။စပယ်ခတ်ကိုမိတ်ဆွေဖရားရဲ့ကြောင်းဆောင်ရဲ့ညီနောင်မှာခြာခင်လိုက်ပါပြီးတော့မိတ်ဆွေခြေထောက်နဲ့နေမိတော့ခဏပြောရတဲ့ပဲပြုတ်စီစံကိုဖရားမှာကတ်လူရမှာဖြစ်ပါတယ်။ကဲနင်းခြေဘွားကြီးဆိုရင်နော်ကတ်လူမယ်ကတ်လူဘွားမယ်ဆိုပြီးပြီးစီမီတွေပဲထွန်းထိုးဟုတ်လားမှုေးတာတွေပဲထွန်းထိုးမိတ်ဆွေတို့အဲ့ဒါရှိတဲ့အရာလေးတွေဖယောင်းကိုကတ်လူပြီးတော့လိုတဲ့စုကိုတောင်းပါတခုခုယူဆရမှာကမိတ်ဆွေကိုချနေနာတဲ့ဇပယ်ခက်လေးတွေကိုလက်နဲ့တော့မကင်ပါနဲ့လက်အိတ်စုပြီးတော့ကင်ပါ မိတ်ဆွေတို့လက်နဲ့တို့သွားကင်လိုက်မယ်ဆိုရင်အဆိုးတွေပြန်ရောက်လာမှာဖြစ်တယ်။ဒါကြောင့်မို့မိတ်ဆွေတို့ကလက်အိပ်ပဲပြပြအိပ်ပဲပြစွတ်ပြီးတော့ကိုယ့်ရဲ့လက်အသားနဲ့မထိပဲနဲ့ကင်ပြီးတော့သွားစွတ်ပြလိုက်ပါခင်ဗျာ။ဒီရည်အောင်ခြေလက်ခြင်းအားဖြင့်ဒီ၅လပိုင်းမှာတစ်လလုံးမိတ်ဆွေတို့ကံကောင်းမှုတွေကိုယ့်စီကိုရောက်လာမှာဖြစ်ပါတယ်။မကောင်းတဲ့အဆိုးတွေရှိတယ်ဆိုရင်လည်းပပျောက်သွားမှာဖြစ်ပါတယ်။ပြောင်းလုပ်ပြီးပါလို့ကျွန်တော်ကကြံပြချင်ပါတယ်။ပြောလေအဆုံးမတက်ခင်မှာကျွန်တော်အခုညတစ်ခုတောင်းချင်ပါတယ်ခင်ဗျာကျောင်းရဲ့ပိအဟောင်းကကြာတော့ပြလို့ကြာမို့ပိအတိမှာ ျွန်တော်ဆက်တင်တော့ပြီးမယ်ပြည့်တိကို follower မျှရခြင်းဆက်လုပ်နေတာပြပါခင်ဗျာတခြားလူတွေမြင်တွေ့ရအောင်လဲ share ခြင်းဝင်မြခြင်းမြို့လို့ယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကြုံမိတ်ဆွေတွေနှစ်အဆကနှစ်ဆုံးကောင်းနှမိတ်ကောင်းတော်တဲ့ကောင်းတော်ငွေချင်းနဲ့ပြည့်စုံပြီးပြောစွင်တော်မိသားစုပေါင်းတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့မှပြန်လဲဇုံတွေ့ကြပါမယ်မိတ်ဆွေတို့ဆက်လိုက်ခြင်းအပြင်မိတ်ဆွေနဲ့ကျွန်တော်လည်းကထပ်တူကူလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့အတိတ်ဘဝမှာလည်းပထန်းဆက်တို့ရေးဆက်တို့စုံစည်းရမှာဖြစ်ပါတယ်ကြော်လဲဆုံကျင်ပါနဲ့ခင်ဗျာ kể cho mấy okay. người đang đi mà học dạy lễ xuống đi chắc